ငါဟာတစ်ချိန်လုံးကမြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအီကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိုသီးစားရတယ်လို့ပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ် ်ပင်လည်းရှိရင်လိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ကဘဝကိုစိတ်ဓာတ်မှာကြောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းနေဖြစ်အောင် အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ခြေတတ်ရတဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာ မဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမဟာစနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့်စနက်ကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကို ကြဆုံးချင်းလို့မတွေ့ဘူးငါရည်ချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံမှာဒုက္ခလက်မခံရင်လည်းရောက်လာမှာပဲလက်ခံရင်လည်းရောက်လာမှာပဲတွေ့ပြီဆိုလက်တင်တာခံလိုက်တော့ဒုက္ခကိုပမှန်ကန်ကန်အတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းတွေ့တိုင်း ဘာလို့မင်းတို့စိတ်သက်ကြနေတာတို့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလန်းတွေလို့မြင်ပေးပါဒါတစ်ကျွေးပါအိုလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောရအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်တိတ်ကောင်းပါရပါတယ်အခွင့်အလန်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကို ဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအယုတ်ကလေးကတတ်တတ်ရရဝတ်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝတတ်တတ်ရရကလေးထူးဆန်းတာသူ့မျက်နှာမှာ မျက်မှန်အမဲကြီးတတ်ထားနရက်ကားကအယုတ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနက်ရုပ် ဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်နိုင်ငံတကာမှာဒါအခွင့်အလမ်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲကဲအခွင့်အလမ်းနဲ့ယုံမှာနေရွက်ကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညညနားထောင်ကြညညနားထောင်ခြင်းဟာအခွင့်အလမ်းကိုရအောင်ယူတာဘာလို့ဆိုတော့ပါဇက်ပေါက်ကြီးကိုအခြေအိပြောပြောချင်ရတာတော့ ပါဇက်တဲ့ຫນွေကြီးကိုသူပိုချိထားကြတယ်။မြမြနားထောင်။တေချာနားထောင်။ဟာအခွေလန်းအတုံးချတာ။ပါဇက်မောင်တေးတေးလေးကနည်းနည်းပြော။ဒါမျိုးဘာလို့မျက်နှာကိုအဝယ်မဲကြီးစီးထားတာတုံး။သူမမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတုံး။ကိုတွင်းနဲ့ကိုပေါ့။တိုးတက်ခြင်းနဲ့သူကတိုးတက်တဲ့အတွေ့ကိုတွေးတာ။ဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နည်းတွေရှိတယ်။မျက်လုံးမမြင်ရဘဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီး။ တို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင်လုံမှာပေါ်ဒါကိုသူကပြောချင်တာစိတ်ဓာတ်မကြပါနဲ့မမြင်ရပေမဲ့လမ်းလျှောက်လို့ရတယ်ဘာလို့တတ်တတ်ရအဝတ်စားကိုဝတ်ထားတာလို့တတ်တတ်ရှင်းရှင်းတတ်တတ်ရနိဒန်ဒိုင်ဒီစမတ်ကြတဲ့သူတွေအခွေလမ်းရောက်လာတာဗျကဲဗျဒီကုမ္ပဏီမှာအလုပ်ခံမယ်ကွန်စားတဲ့သူတွေဘယ်လိုခံမလဲတွေ့ကြည့်ဗျာ ။နော်ထမင်းစံအောင်စွဲနဲ့ဗျာ။သုံးမဟုတ်ဗျာ။နော်ခြေသေးရမဲလို့ဘလို့ကျွန်တော်သူ့ဆက်ဆံမလဲ။သူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုံယုံကြီး။ဝေစားဝတ်တယ်လည်းမတတ်မရဆိုဒီအလုပ်နဲ့သူဘလို့တင့်တော်မလဲ။ကျွန်တော်တိုင်းပြည်ခုတကားပွဲစီပွားရေးဝါဒလာပြီ။နိုင်ငံတကာယဉ်ကြီးညွန့်နေမယ်။အလုပ်တွေအများကြီးခန့်လိမ့်မယ်။စိတ်ချကိုးစားတဲ့သူအလုပ်မရဘူး။တေးကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တန့်ဖို့ထားတယ်ကျွန်တော်စကားရရင် ခွန်လွတ်ပါနော်ပါဇက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွန်လွတ်နော်တောင်းပန်ပါလေဖင်းစိုးနဲ့ဘုရားပုံညစ်ပတ်တယ်ထင်စာရိဖတ်ကြည့်ပါဇက်ကပိုပြီးညစ်ပတ်တယ်ပါဇက်ကိုစေဖို့တတိမရဘူးထဲလိုက်တာအဆုံကျွန်တော်တို့ဒီပါဇက်ကြီးအညစ်ပတ်ဆုံးအဲ့နှကန်းကိုကျွန်တော်တယောက်တယောက်နမ်းကြသေးတယ်တော့ညစ်ပတ်တာကြီးကိုတွေးကြည့်နိုင်ငံတကာမှာပါဇက်သွားကိုအရန်တံမိုးထားတယ် ပါဇက်ကိုအရင်တံမိုးထားကျွန်တော်တို့ကပါဇက်ဆိုညစ်ပတ်နေတာအချို့အမျိုးသားတွေတော်တော်ဆိုးတယ်ဗျာထားတော့နစ်တန်တိုင်းဒီကိုပြောတာအတောင်မှပေးတာဘာသဘောတုံးအခွင့်လန်းဆိုတာရုတ်ချီးရောက်လာနိုင်တယ်လို့ရုတ်ချီးလဲထပြီးပြန်သွားတတ်တယ်ຢာတော့အမိဖမ်းလို့ပြောတာဗျာဒါမျိုးလက်ထဲမှာထီထချောင်းပေးတာလားဘာလို့အဲ့ဒီထီကလိုအပ်ရင်အတုံးပြို့ဖို့ပေါ့လောကနာမိုးရွာရင်စောင်းဖို့ လောကရနေတွေပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လည်းသွားပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့ကဘာသာပြန်ရမှာအဲ့ဒီအခွင့်အရေးနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံနေမှာတော့လူတယောက်ကိုအလုတ်ခတ်အဲ့ဒီအယုတ်ကလေးကိုမင်းနားလဲသလိုပြန်ရင်းစမ်းပါရေးတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေနောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လုပ်ဘူးတယ်အဲ့ဒါကျွန်တော်အတွေးမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွေး တရကြတော့မန္တလေးမှာ happy war အလုတ်ခံမှာသူတို့မလေး happy war ကိုကြကြလို့လာဖွင့်ရသူတို့လည်းခင်ရသူတို့လည်းပျော်ပြစ်တယ်မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တငယ်ချင်းတွေကသူတို့ကုမ္ပဏီမှာစထောင်ထောင်ချင်းဝန်ထမ်းအယောက်30လောက်ခန့်ချင်တယ်သူတို့ရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြစ် ကျွန်တော်တကယ်ကြီးမင်းအင်တာဗျူးမှာငါ့ကိုမေးခွန်းလေးလှုပ်ပေးစမ်းပါငါတော့မေးခွန်းမလုပ်ချင်ဘူးဘာလဲဆိုတော့လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလာတစ္ဆာရှိသူကိုယူမာလာလုပ်ငန်းကျွမ်းကျင်မှုကတင်ပေးလို့ရတယ်တစ္ဆာတရားတင်ပေးလို့မရဘူးငါစိုက်ကိုတက်စ်ပဲလုပ်မယ်မင်းတို့မေးခွန်းမင်းတို့ကော်မတီကြိုက်တာလို့ငါရဲ့စိုက်ကိုတက်စ်ကိုငါမင်းတို့မပြောဘူးငါဘာသာငါလုပ်မယ်ကျွန်တော်လာတဲ့120လုံးကိုကျွန်တော်ဘာလုပ်တယ်လဲဆိုရင်ကျွန်တော်က ပြည်ဦးလွင်ကကော်ဖီထဲတဲ့အဝတ်အကလေးတွေရှိတယ်ဆိုတော့သူဝယ်ခိုင်းလိုက်တယ်ကုမ္ပဏီဝယ်ပေးတယ်သူကအထဲလေးကိုကျွန်တော်မပဲစေလေးတွေအစစ်တရားကျွန်တော်ရည်ပြီးထည့်တာမပဲစေအစစ်တရားကျွန်တော်အဲ့တော့သူအင်တာဗျူးလုပ်ပြီးဟိုဘက်ခန်းထဲမှာခဏဝင်လိုက်ပါအောင်ဆိုကျွန်တော်နာမည်ပြောဟုတ်ပြီဆက်သွယ်ဖို့တယ်လီဖုန်းနံပါတ်ပြောပါဟုတ်ပြီလိပ်စာပြောပါဟုတ်ပြီဘာမှမမေဘူးရဒီအထုပ်လေးယူသွား နောက်ထပ်တပတ်လောက်နေရင်ဓမ္မပဲပဲပြင်ဖောက်ခဲ့ပဲပြင်ဖောက်တာဘာမှမခဲ့ဘူးဘလို့ဖောက်မလဲမေးလိုက်အရာသေးဘူးနော်ရေအိုးလေးနဲ့ဘာညာမင်းတို့ဖောက်ပဲပြင်ဖောက်ခဲ့ပဲပြင်ဘယ်နဲ့ပင်ပောက်တယ်လဲကြည့်မယ်အစ်စ်တရားရှိတယ်နော်မင်းတကယ်လို့အပင်တရားလုံးပောက်အောင်မင်းအလုပ်ရမှာပဲအပင်80ပောက်တယ်လို့တရားတရားသမားရမယ်ဒါပဲလာတဲ့နေ့လို့ကျွန်တော်မပက်အိတ်လေးပေးလိုက်တာဗျာနှစ်ပတ်နေပြန်လာခဲ့လို့မှာလိုက်တာကျွန်တော်လောက်တာကိုကျွန်တော်တငယ်ချင်းနေမတီးဘူး စီဝေပြီဆိုတာငရင်ကမပဲစီပြလိုက်တယ်လို့နောက်နှစ်ပတ်နေရင်တော့သူငါပြန်ခေါ်ထားတယ်ပဲပင်အညာပေါက်တဲ့အပင်ဘယ်နှပင်ရှိလဲခါလို့ရီမယ်လို့ရီပြီးတဲ့အခါအဲ့လိုအပင်ဘယ်နှခုပေါက်တယ်လဲကြည့်ပြီးအပင်ပြင်းပြပေါက်တဲ့သူငါတို့စုပေးမယ်ကွာဆိုတာတငယ်ချင်းကစိုက်ကိုတက်ပြန်လို့သူတို့ဒီ120တဲမှာသူတို့ရဲ့ဆွေမျိုးသားချင်းတွေလည်းပါတယ်ဗျကျွန်တော်သိတယ်ဒီကောင်းနေသူတို့လုပ်တယ်သူတို့ဆွေမျိုးခန့်ညင်တာကျွန်တော်ပြောလိုက်တာ နှစ်ပတ်လောက်လဲနေရောပြန်လာကြတယ်ဗျရောက်90လောက်ပြန်လာတယ်80 80လောက်ပဲမင်းပေါက်ကလေးတွေနဲ့ဟုတ်ပြီဟုတ်ပြီအမှန်ချင်းဟုတ်ပြီအလောက်ခန့်နဲ့မခံဘူးတယ်လီဖုန်းနဲ့အကြောင်းကြမယ်ပြန်သွားကြကျွန်တော်မပဲအပင်မရှိဘူးတကယ်ချင်းနဲ့မရှိချင်အောင်လေတဲ့ငါမရှိဘူးလို့မလာတဲ့လူတွေတယ်လီဖုန်းနံပါတ်ကျွန်တော်လမ်းပြီးဆက်ကြည့်တယ်ဘာလို့မလာတာလဲတချို့ကလည်းအเจ้าမျိုးမင်းနဲ့မလာဘူးတချို့ကတော့ပြောတယ်ဆရာ ဟိုကျွန်တော်တို့ကဆရာပေးတဲ့မဘဲစီတွေကိုအပင်ဖောက်တာဆရာအပင်မပေါက်လို့ကျွန်တော်မလာတော့ပါဘူးဆရာကျွန်တော်အပင်ဖောက်ကြည့်တာအပင်မပေါက်လို့မလာတော့ဘူးဆရာဟုတ်ပြီဟုတ်ပြီနောက်နေ့လောက်လဲနေရောအပင်မပေါက်ဘူးလို့ပြောတဲ့သူတွေအားလုံးကျွန်တော်အလုတ်ခိုင်းတာဗျကျွန်တော်ကကျွန်တော်ကုမ္ပဏီကငွေချင်းတွေနားမလဲဘူးစိုက်ကိုအဲ့ဒီခဏတည်းမှာသူတို့ဆွေမျိုးတယောက်မှမပါဘူးဘယ်ဘလို့လောက်တာလဲမင်းအဲ့ဒီမဘဲစီတွေကိုအပင်မပေါက်ငါလှုပ်ထားပြီးသားလို့ အပင်ပေါက်เสียအကြောင်းမရှိဘူးအပင်ပေါက်တယ်ဆိုပြီးလာတဲ့ကောင်အကုန်လူလိမ့်ကြီးပဲမင်းအဲ့ဒီကောင်ခက်လို့မင်းရတော့မင်းကုမ္ပဏီပြတ်ပြီအပင်မပေါက်မပဲကိုကျွန်တော်လှုပ်ထားပြီးသားတပင်မပေါက်เสียအကြောင်းမရှိဘူးရိုးသွားပြတော့ကျွန်တော်တို့အပင်ပေါက်ကိုစူးစမ်းရဆရာအပင်မပေါက်တော့မထူးဆိုမလာတာပါဆရာအဲ့လူတွေကျွန်တော်အလုတ်ခတ်လိုက်တယ်မပဲနဲ့အပင်ပေါက်ပြီးလာတဲ့ကောင်အကုန်လူလိမ့်နေအဲ့ဒီထဲမှာကြည့်တော့အဲ့ဒီကုမ္ပဏီရဲ့ sharing တွေပေါ့ share ဝင်တွေရဲ့ တူရတူမရအကုန်လူလည်းအင်းကြီးပဲတကယ်ကြီးနေကျွန်တော်သဘောကျသူတို့လုပ်ငန်းကြီးအောင်မြင်တယ်သစ္စာတရားကသင်ပေးလို့မရဘူးဗျဒီစဗျကျွမ်းကျင်မှုကသင်ပေးလို့ရတယ်ဒါကြောင့်စံချိန်မီရဲ့ဘဝတစ်ခုကိုလိုချင်သစ္စာရှိဖို့လူတွေမလိညာကြရဘူးကဲစံချိန်မီရဲ့ဘဝတစ်ခုပြောတော့ကျွန်တော်ဒါလေးယူခိုင်းတာလေဒါလူတိုင်းသိပါတယ် ်ပရီးမီးယားအင်စတန့်တဲ့ဟုတ်တယ်နော်ဒီအောင်နှမစာလေးတစ်ခုပါတယ်ဗားတယ်တို့3 in 1ဒေဗေယာပါတော့မြ3 in 1ဝမ်ငါဒီအထုပ်ကိုပြောပြီး3ရတကြဲမှာပါတယ်ပစ္စည်းပေါ့နော် constituent တွေကိုပြောတာနေမှာပေါ့နော် coffee mug ပါတယ်တကြားပါတယ် notebook ပါတယ်ဒီတော့ထဲမှာ3ခုပါတယ် လွယ်တကူဖြော်ယုံမဲ့ကျွန်တော်တို့ coffee mix တွေလူတွေတောက်ကြပါတယ် coffee mix မတောက်ဘူးလေလူမရှိဘူးကျွန်တော်သိတယ်ဒီအထုပ်ကိုဖောက်ရေတွေးလေးကိုထက်ပြီးရင်တောက်အထုပ်လွတ်ပြတဲ့လူကြီးပဲဒီအထုပ်ကလေးပေါ်မှာစဉ်းစားကြည့်ရအောင်ဒီလို coffee ကြောင့်တင်ပါရင်3 in 1ရှိတယ်မထင်နဲ့လူတွေဘဝမှာလည်း3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိတယ်တွေ့ကြည့်လား ဥပမာလူတိုင်းနားလည်တဲ့ရွေကြလေးပြောမပြဥပမာဆိုင်းဆိုင်းခန်းလိုက်ဆိုပါစို့ဒါလူတိုင်းသိတဲ့ examples ပေါ့နော် तू ကတချင်လဲဆိုတယ်ရုပ်ရှင်တယုံလဲစောင်းနေဝတ္ထုလဲရေးတယ်တယောက်တည်းအလုပ်သုံးခုကိုတစ်ပိုင်းနဲ့လုပ်တဲ့အတွက် तू က3 in 1မကျွန်တော်ဆိုရင်ရွှေရှင်လဲတင်တယ်စာလဲရေးတယ်စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုပ်သုံးခုလုပ်လုပ်တာလုပ်လို့ရတာပဲဗျာ ဲ့ဒါပေမဲ့ဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့်ခင်ဗျားတို့ကဘာလို့1 in 1လား2 in 1လား3 in 1လားဟမ်တချို့2 in 1နေပါမယ်ထင်တယ်တချို့ကတော့ចောင်းဆရာမလုံမယ်ဒီမှာလည်းအလုံလာလုံတို့တချို့လည်း3 in 1ရှိရင်ရှိမှာပေါ့တချို့လည်းကိုအိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ်ဒီလုပ်ငန်းလဲလုပ်တယ်ဒါကြောင့်ခင်ဗျားတို့တိုးကြီးပွားတွတ်တက်တာလေ1 in 1နဲ့2 in 1ဘယ်သူကပိုတွတ်တက်မှာလို့အဲ1 in 1နဲ့3 in 1ဆိုရင်3 in 1ဒီလိုကတွတ်တက်မှာပေါ့ မဘိုးကျော်ဟောစံဒီကနေ့ဒီနာမည်ကြီးမှာပေါ့သူက all in one ညာအကုန်လောက်တာဗျဘုရားရှင်ကိုရောမြတ်ကြီး all in one all in one အကုန်လောက်တာဒီအလူတွေတော့အ ਨੇ ဆုံးတော့ကျွန်တော်ထင်တယ်2 in 1ဖြစ်ပါလိမ့်မယ်3 in 1ပါခြင်းပါမယ်ဒါပြင်လူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုပ်တစ်ခုနဲ့တင့်တိမ်နေလို့တော့မဖြစ်ဘူးဗျ1 in 1ဆိုရင်တော့မဟုတ်သေးဘူး2 in 1ဆိုရင်တော့မဆိုးပါဘူး သူရင်ဝမ်းဆိုရင်တော့ကောင်းပါတယ်ဒီရက်များရင်ပိုကောင်းတာပေါ့ထပ်ပြောအောင်မယ်1 in 1ကိုတော့မစိုးဘူးပြောပြမယ်0 in 1နေလဲရှိတယ်ဗျာဟိုမှာခမရရတူရတူမတွေအကိုတွေပေါ့ဘွဲရဘာလုံးမှမလုံဘူးဖီယာလေးတောက်လိုက်ဘလုံးဘွဲလေးလောင်းလိုက်အဖေမေရှိရလဝါလေးဖြန့်လိုက်အဲ့လိုကောင်းနေကြတော့0 in 1လို့ခေါ်တယ်0 in 1နေမြန်မာနိုင်ငံမှာတပုံကြီး 0 and 1နဲ့ဆိုးတာရှိသေးတယ်ဗျ minus 1 and 1တွေ့ဘူးလားမသိဘူး तू ကဒီနေရာကိုရောက်တယ်အလောက်ကိုလောက်မှာမလောက်ဘူးခုံတိတ်ခါကြတဲ့အလောက်တည်းပဲလောက်နေတယ် तू ကသူ့ကိုသူသူခုံတိတ်ခါကြလို့ကြာမှန်းမသိဘူးဒီဘောကနေလက်ပေးလက်ယူတွေလောက်တယ်ကိုယ်ခုံတိတ်ခါကိုဖက်စားတယ်သူ့ကိုသူမသိဘူး तू များတွေကမြင်နေတာဒီလူကွာတော်တော်ဘောကပြက်နေပြီနေတော့တိုက်ကြီးနေပဲ तू ကကားကောင်းစားကြီးနေတယ် လူတွေနှလုံးထဲမှာ तू ဟာတိတ်ခါမရှိဘူး तू ဟာဘာလုံး minus 1 and 1ကျွန်တော်လက်ညှိုးထိုးပြလို့ရတယ်များကြီးပဲ minus 1 and 1တချို့ minus 2 and 1 minus 3 and 1တောင်ရှိပါသေးတယ်ဗျာနေရာတိုင်းမှာတိတ်ခါလိုက်ကြနာ तू ဟာ तू ဟာပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူးအလုံးပေါ်ကြမယ်အနိုင်ယူမယ်အဲ့လိုလူတွေလည်းရှိတယ်ကြကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရစံချိန်မီတဲ့ဘဝဆိုရင်တော့ 1 in 1เนี่ยတော့မကျင်းတ်ပါနဲ့2 in 1 3 in 1 4 in 1ဖြည့်ရင်တော့ပိုကောင်းတာပေါ့ဒါ coffee mix တုံးတွေတောက်တိုင်းကျွန်တော်တို့သိဖို့အရာသားသမီးတွေကိုပြောပြလို့ရကဲဒါဖြင့်စလုံးလေးတွေပြောကြည့်အောင်ဘဝကို LRF life လို့ခေါ်ရင် LRF ကိုကျွန်တော်တို့အထိပ္ပယ်လေးဖွင့်ကြည့်အောင်အိမ်မှာကလေးလေးတွေလေး search ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple သုံးဖို့အခုခုပေါ့ A for aeroplane ပေါ့တချို့က B for bat B for ball တိုက်တယ်လို့ပေါ့ဒါပြီး L for ဘယ်လိုဘာသာပြန်ကောင်းမလို့ life L for L L ဘယ်လိုပြောရင်ကောင်းမလို့ learning learning ဘဝဆိုတာအများအမ်းသင်ယူနေရတာဗျဘဝဆိုတာအချိန်တိုင်းသင်ယူနေရတာနော်ငါဘွဲရပြီတတ်သွားပြီသင်စရာမလိုတော့ဘူးလို့မထင်နဲ့အကုန်သင်ယူနေရတာ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းသွားလဲတင်ယူပြီးပြန်လာရတာလေဖစကားစီရင်လဲတင်ယူရတာပဲဘောရဆိုတင်ယူနေမှုပဲဗျလန်ဒင်းအိုင်ကြဘလို့ပြောရင်ကောင်းမလို့ကိုကြိုက်တယ်လို့ပြောချင်းကျွန်တော်ကတော့အိုင်ကို improving လို့သုံးမယ်ဘောရဆိုတိုးတက်မှလဲအတိတ်ပဲရှိတာ life စလုံးပေါင်းလေးကိုစိတ်နဲ့ပေါင်းကြည့်အောင်အဲဒါကဘလို့ရေးတော့အပေါ်တက်ပြီးတော့ဘောရဆိုတာအတက်ရှိတယ် အကြရှိတယ်နည်းနည်းလေးတက်တယ်နည်းနည်းလေးကျတယ်အဲနည်းနည်းလေးတက်ပြီးဘယ်ရောက်ပါတော့ဟာအောက်တိကျလားအမလေးတော့ရေးထင်တာပြန်တက်ပြီးတော့လူလေးစုံသွားတာဘဝပဲဗျာဘဝစလုံးပေါင်းကအထိပ္ပယ်အပြည့်ပါအတက်အကျအနိုင်အမြင့်နဲ့သွားလာ I am improving after ဘလို့ပြောရင်ကောင်းမလို့ fighting မကောင်းဘူးလားစိုက်တာပြောပါကျွန်တော် fighting လို့ဖွင့်မယ်ဤကြတော့ escaping လွတ်မြောက်တာသမ enlightenment လွတ်မြောက်တာပဲတူတော့မတူဘူးပေါ့ဘဝဆိုတာလွတ်မြောက်အောင်လဲစူးစမ်းရသေးတာဒီလိုစည်းစိမ်နဲ့ဥစ္စာတွေတားမရနေနဲ့ပဲရှင်းအောင်ထားလို့မဖြစ်ဘူးကျုံလို့ပြောအောင်မယ်ဗျကျွန်တော်ဗုဒ္ဓဂါရသွားတော့အာဖဂန်နစ္စတန်ကကိုရော်လေးဘူတမ်ကိုရော်လေးနဲ့စကားပြောရင်ကျွန်တော်ကြိုက်တဲ့စကားတစ်ခွန်းရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့တာဝတ်တီကိုရောက်တဲ့အချိန်မှာစကလုံးနဲ့ပြောကြရင်းနဲ့ ဒီမဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကဒီနေရာမှာဇေဝန်ကျောင်းသတင်းသုံးတာတဲ့ဇေဝန်ကျောင်းဆိုတာတာဝတိနဲ့မနီမဝေးလှခေါ်လိုက်တခေါ်လောက်ဝေးတာတာဝတိဆိုတာအဲ့ဒီခေတ်ကမြို့ကြီးဘုရားကဒီလိုကျောင်းနယ်ဘာနဲ့နေတာဒါပေမဲ့ဘုရားဒီကျောင်းကြီးကိုမင်မောတွေ့တာလည်းမထင်နဲ့လူလောကမှာထီတော်ထီရတယ်ဘုရားထီခွင့်ပေးတယ်ဒါပေမဲ့ဘလို့ညှိတယ်လဲပုံမှန်မူတည်ရှင်နဲ့ခေါင်းနဲ့ထီတာနဲ့ရှင်နဲ့ကြာနဲ့ထီတာတူလား ရှင်နေခွန်းနဲ့ထီတာကတခါတည်းကိုအိုးလုံးဖွဲသွားတာကဲဒီမှာအိမ်နောင်တွေပါခပြတော့ခပြတော့ယောက်ျားဘယ်လိုထီတော့ရှင်နေခွန်းနဲ့ထီသလိုထီတာသူပြန်မလာရင်မကျင်းနဲ့ဖူးတယ်လီဖုန်းနဲ့သတင်းတစ်ခုကြားရင်အမလီပြန်လာရင်တွေ့မဟဲ့ကိုသားသမီးနဲ့ကိုနဲ့ထီတာရှင်နေခွန်းနဲ့ထီသလိုပဲလောကအကြောင်းသိတဲ့အခါရှင်နေကြာနေထီသလိုထီတာကဲခမရတို့ဒီကုမ္ပဏီကနေတိန်းတရာအထာမယ်ခမရကိုဖယ်နေရသွားပြီခမရထီကွရဘယ်လိုထီမှာတော့ ရှင်နဲ့ကြာနဲ့တိသူတို့တိရမှာခင်ဗျာအလွဲသုံးသားလုပ်လို့မရဘူးရှင်နဲ့ခွန်းနဲ့တိသူတို့တိဘွားပြက်ပြီပေါ့ဩစာရစီစိန်နဲ့အာနာရလုတ်ပိုင်ခွင့်နဲ့ကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ကရှင်နဲ့ကြာနဲ့တိသူတို့ထိနိုင်တဲ့စိတ်မျိုးထားတဲ့တနေ့ဘွားလွတ်မြောက်ပြီ escape ဖြစ်ပြီရှင်နဲ့ခွန်းနဲ့တိတာရေကြခွန်းလည်းပြက်စီတယ်လို့ခွန်းကြောင့်ရေလည်းတံပိုးပြက်တယ်ဗျာရှင်နဲ့ကြာနဲ့ကြာထိတော့ထိတယ် မညှိဘူးဗျရေကြောက်ကြာဖြစ်တယ်လို့ကြာကြောက်ရေကန်ကြီးလာတာကြာကြောက်ရေကန်တင့်တယ်တယ်လို့ရေရှိတဲ့အတွက်ကြာကလည်းလန်းဆန်းပြီးရှင်တန်ရနှစ်ယောက်လုံးအကျိုးရှိတယ်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးအကျင့်တရားပဲဘုရားဝဲဖြစ်ဖြစ်ရေနဲ့ကြာနဲ့တူတယ်လို့ဒီအောင်စူးစမ်းကြ escape ဖြစ်အောင်လုပ်လွတ်မြောက်အောင်လုပ်ထားတော့ဒါဘဝကိုအတိတ်